မရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခုနှစ်ချိန်မှာဗောနောခုနှစ်ချိန်မှာအတူချပေးသွားတာကနှစ်နှစ်ခွန်ဖြစ်ပါတယ်နှစ်နှစ်ခွန်ဖြစ်တယ်ဗောနောကျွန်တော်တို့တုံးထားတဲ့ကီးနှမျိုးကတော့ကျွန်တော်လေးငါးလျှောက်ကီးတုံးထားတာဖြစ်ပါတယ်လေးငါးလျှောက်ကီးကတော့ဖောက်သွားခဲ့တယ်ဗောနောဒီခွန်ရှစ်တုံးများကီးထဲကတော့ခုနှစ်တလုံးချပေးသွားခဲ့တာဖြစ်ပါတယ်ဒီလေးငါးလျှောက်နဲ့ခွန်ရှစ်စင်နဲ့တွဲတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာပရိတ်ကတော့ โอเคတယ်ဗောနောပရိကာ၃များ၅လေးတင်မှာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့ကဏ္ဍ၃လုံးပေါင်းရှင်းတိပရိချပေးတော့ခေတာဖြစ်ပါတယ်တိပရိโอเคတယ်ဆိုပေမဲ့ကျွန်တော်ကိတခုပေါင်းတဲ့အတွက်ကြောင့်မို့ဒီတိပရိမှာနိနိခွန်ပါမသွားဘူးဗောနောဒီအပြီးခွေကဏ္ဍခုနှစ်လုံးမှာလေးခုနှစ်တလုံးဒါလင်းချပေးတော့ခေတယ်ဗောနောတိပရိမှာ၆၅၃များရဲ့၈၆ခွေရင်မှာကျွန်တော်ဒီ အလေအပိအပြီးကကျွန်တော်အသုံးမပြုတဲ့အချိန်ကြတော့ okay နေတယ်ဗောနော်ကျွန်တော်တုံးလိုက်တဲ့အချိန်ကြမှာတော့ဖောက်သွားခဲ့တာဖြစ်ပါတယ်ခုနှစ်တလုံးပဲခြာပြီးသွားခဲ့တယ်ဗောနော်ငါးရှစ်တုံးများအလေပိအထီကလည်းဖောက်သွားတာဖြစ်ပါတယ်တိပရိတ်ကတော့၆၅တုံးများပဲပါတယ်ဖြစ်ပါတယ်ဗောနော်ကျွန်တော်ပရိတ်က okay တယ်ဆိုပေမဲ့ကျွန်တော်ဒီမှာ၆လုံးပိန်နဲ့ဖောက်တယ်ပြီးတော့ကီးတစ်ခု၄၅၆ကီးကဖောက်သွားခဲ့တယ်ဗောနော်တော်တော့ကျွန်တော်ကဒီမှာနင်း၆ဆိုပြီးတော့တွေ့ရသွားခဲ့တယ်ဗောနော် ဒါဘေနာရာလဲဆိုတော့ကျွန်တော်ကလေးပေးတဲ့ကဏ္ဍဖြစ်ပါတယ်အဲကလေးကကျွန်တော်နိနိ6ကို2.2ပွင့်6ပေးထားပြီဗောနော်ကျွန်တော်ကတော့ဒီမှာ ကလေးပေးတဲ့နိနိ6ကိုပဲထိုးတဲ့အတွက်ကြောင့်မို့ဒီမှာတွတ်တာလင်းရာသွားတာဖြစ်ပါတယ်တပွင့်တူတပွင့်ချောဆိုတာလေးကတော့ဒီမှာနိနေခွန်ရဲ့တပွင့်ကျော်တာကနိနေ9ပေါ့နော်နိနေ9ရဲ့နိနေ6ရဲ့နိနေခွန်ရဲ့မှာကျွန်တော်ကတော့နိနေ6ပဲပါသွားတယ်ပေါ့နော် အဲနောက်ထပ်မှာတော့ကျွန်တော်တို့လက်ဆောင်အနေနဲ့ထပ်ပြီးထည့်ပေးသွားမယ်ပေါ့နော်။နောက်ထပ်တစ်ပတ်မှာဆိုရင်ပေါ့နော်ကျွန်တော်တို့အတီမှာပြိတ်က OK တယ်ဆိုပေမဲ့ပေါ့နော်ဒီ key ပေါက်သွားတာဖြစ်ပါတယ်။ထိတ်လေပိတ်မှာကြာတော့ကျွန်တော်ထိတ်စီကားချင်းလေး၅၆ဆိုတဲ့အတွက်ကြောင့်မို့နှစ်ထိတ်ချပေးသွားတဲ့အတွက်ပေါက်တယ်။အလေးထင်းကတော့နှစ်လေး၅ဆိုရင်ဒါလေးကတော့ထပ်ပြီးချပေးသွားခဲ့တယ်ပေါ့နော်။669689တပင်မှာလည်းအလေထင်ချပေးသွားခဲ့တယ်ဒီတပတ်မှာလည်းနေ့အလေထင်ချပေးသွားခဲ့တယ်ဗောနော် ျွန်တော်အနာနှလုံးပေါင်းရှင်းကလည်းဖောက်သွားတာဖြစ်ပါတယ်။အာခွန်ကိုပေါ့နော်။ဒီရှင်းနှလုံးပေါင်းရှင်းဟာရှင်းတုံများနေလေးလျှောက်အဆုံကနန်းဆိုပေမဲ့ကျွန်တော်ရှင်းတုံများနေပေးပေါ့နော်။ဒါကြောင့်မို့ဒီမှာတော့တိပရိပါတယ်ဆိုပေမဲ့တိပရိနဲ့ပြန်ရွေးထုတ်တဲ့အချိန်မှာတော့ရှင်းလေးကိုပဲပါတယ်ပေါ့နော်ကျွန်တော်ဒီအထိတ်လေးပဲဖောက်သွားခဲ့တယ်ပရိတာလည်း OK တယ်ပေါ့နော်ကျွန်တော်အသုံးပြလိုက်တဲ့အချိန်ကျမှဖောက်သွားခဲ့တာတော့အဲစိတ်မကောင်းဘူးပေါ့နော် ဒီပရိကတော့ကျွန်တော်ဆက်ပြီးတော့ခြားပေးသွားခဲ့တာဖြစ်ပါတယ်။တုံများငားလေးဒီပရိမှာအာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့ကနန်းသုံးလုံးပေါင်းရှင်းကဒီပရိခြားပေးသွားခဲ့တာဖြစ်ပါတယ်ဗောနော်။ဒီတွင်နီးကကျွန်တော်ခုနှစ်ကြိမ်ဆိုတဲ့အတွက် နောက်ထပ်နှစ်ပင်ဒီမှာ၈ကြိမ်၉ကြိမ်10ကြိမ်10ကြိမ်ကြာမှအဲ့ဒီပရိတွင်နီးကိုကျွန်တော်ထပ်ပြီးရမှာဖြစ်ပါတယ်ဗောနော်။နောက်ထပ်နှစ်ပင်ထပ်ပြီးတော့ဆောင်းပေးရမှာဖြစ်ပါတယ်။โอเคကျွန်တော်ပရိလေးလုံးယူတဲ့နီးဗောနော်။ ဒီရှစ်ကြိမ်အတွက်ပရိတ်လေးလုံးယူတယ်နိနောက်ထပ်ကျွန်တော်စောင့်နေတဲ့အပင်လေးရလာပြီဖြစ်ပါတယ်ဗောနော်ကျွန်တော်စောင့်နေတဲ့ပရိတ်လေးလုံးနောက်ထပ်20တခုကိုကျွန်တော်အတူတူထပ်ပြီးတော့လေးလာကြအောင်ဗောနော်ပရိတ်လေးလုံးယူတယ်နိ20အဆက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီရှစ်ကြိမ်အတွက်အတူတူထပ်ပြီးလေးလာကြည့်မယ်ဗောနော်ဒီ၆တုံများ၅၅တုံတုံများဒီနှစ်ပင်ကိုမူတည်ပြီးတော့၄၅တုံတပင်ကိုတွဲပြမှာဖြစ်ပါတယ် နပင်ရှားပရိတ်တလုံးပရိတ်လေးလုံးယူတဲ့နည်းဖြစ်ပါတယ်ဗောနော။โอเคကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ။တွန်းနီကတော့ဒီအလေထိန်ကဏ္ဍနှလုံးဗောနော။တုံညာနဲ့တုံးနဲ့ဒီအပိတ်ကဏ္ဍ၅နဲ့ပေါင်းပေးရတာဖြစ်ပါတယ်။တုံညာ၅၃ကဏ္ဍ၃လုံးပေါင်းရှင်းရှင်းရတာဖြစ်ပါတယ်ဗောနော။၈၈ကိုတပွင်တိုးတပွင်ချောယူမှာဖြစ်ပါတယ်။ဆိုတော့တပွင်ရောတာခွန်းတပွင်တိုးတာ၉ခွန်း၈ကိုခုနှစ်ရပါပါနှစ်ဆိုတဲ့အတွက် ခွန်ရှိကိုနိပရိလေးလုံးဖြစ်ပါတယ်။ခွန်ရှိကိုနိပရိလေးလုံးထက်က၄၅၃ချပေးသွားခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့၄ရ၅ရ၃ရကနန်း၃လုံးပေါင်းရှင်ကနိပရိချပေးသွားတာဖြစ်ပါတယ်။ခွန်ရှိကိုနေမှာနေပရိ453ချပေးသွားတယ်ဗောနော်အဲ့ဒီနေအတိုင်းပဲ453ပြီးတော့ခွန်ရှိနေပြီးတော့၄ခွန်ချအဲ့ဒီနပြင်ကုန်မူတည်ပြီးတော့ရှင်နေခွန်အဲ့ဒီကနန်း၃လုံးထပ်ပေါင်းရတာဖြစ်ပါတယ် ရှင်းနန်းနေပေါင်းတစ်စိခုနှစ်တလုံးကြာနေအတွက်ကြောင့်မို့ခွန်ကြီးမယ်ခွန်ကိုတပွင့်ရုတ်6ခွန်ကိုတပွင့်တိုးတာ6အာ6ရပါပါတိပေါ့နော်ဆိုတော့6ခွန်8တိပရိ၄လုံးထဲကသူရှားပြီးသွားတာ8တိနည်းဖြစ်ပါတယ်ဒါကြောင့်မို့8ထိပ်တိအလယ်နည်းအပိတ်အဲ့ဒီကနန်း၃လုံးပေါင်းရှင်းတိပရိချပြီးသွားတာဖြစ်ပါတယ်နောက်ထပ်ချစ်တဲ့နေပြီးတော့နေတုံများနေလေးလေး6ဒီ9 9တိချပြီးတော့တဲ့တွင်ကိုအတူတူလေ့လာကြည့်အောင်ပေါ့နော် ဒီအလေးထင်ကနန်းသုံးများနဲ့လေးနဲ့ဒီနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်လေးနဲ့နှစ်နဲ့ပေါင်းရှင်း600ရတဲ့အတွက်ကြောင့်မို့960 9ရေပါပါ3ည960 3ပရိလေးလုံးရတာဖြစ်ပါတယ်ခြားပြီးသွားတာ95တိဆိုတဲ့အတွက်ကြောင့်မို့ကနန်းသုံးလုံးပေါင်းရှင်းက9ပရိခြားပြီးသွားတာဖြစ်ပါတယ်ဗောနော9ပရိ95တိဖြစ်ပါတယ်နောက်ထပ် ကုန်းကားတည်ပြီးတော့သူချပြီးတော့ကကိုကိုတောင်ညတောင်ညကိုခွန်ဒီခွန်ငါခွန်တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ဒီကိုကိုရဲ့တောင်ညရဲ့ထပ်ပေါင်းမှာပေါ့နော်ကိုကိုပေါင်းချင်းဆက်ချေဆိုတဲ့အတွက်ခွန်ရှိကိုတဝင်းတို့တဝင်းချိုးပေါ့နော်ခုနှစ်ရက်ပါပါနေ့ဆိုတဲ့အတွက်ခွန်ရှိကိုနေ့ပရိလေးလုံးရတာဖြစ်ပါတယ်ခွန်ငါခွန်ချပြီးသွားတာဖြစ်ပါတယ်ပေါ့နော်ခွန်နဲ့ခွန်ပေါင်းလေးလေးနဲ့ငါပေါင်းကိုဆိုတဲ့အတွက်ကျွန်တော်ခွန်ငါခွန်ကနန်းသုံးလုံးပေါင်းချင်းကိုပရိဖြစ်ပါတယ်နောက်ပြီးတော့ ငါလေးလေကိုခွန်ကိုဒီတုံးများ၆၃ကိုပရိချပေးသွားတဲ့ဟာလေးကိုထပ်ပြီးလေ့လာကြည့်အောင်ဒီခွန်လေးလေးနဲ့၈ပေါင်း၈၈ခွန်ပေါင်း55ဆိုတဲ့အတွက်အာ656ပေါ့နော်656လေးရပါပါကိုဆိုတဲ့အတွက်ကျွန်တော်တို့6569ပြိလေးလုံးရမှာဖြစ်ပါတယ်ခြားပြီးသွားတာက3963ဆိုတဲ့အတွက်3လုံးပေါင်းရှင်းပြိခြားပြီးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်3963ပြီးတော့395ပေါ့နော် 395ပြီးတော့63များသုံးဒီ6နှစ်6ရှားပေးတော်တဲ့တပင်ကိုထပ်ပေးသေးလားကြောင်းအလဲထင်ကနန်းနှလုံးနဲ့ဒီအပိတ်ကနန်းတလုံးနဲ့ထပ်ပေါင်းတော့395ပေါင်းရှင်း400တယ်ပေါ့နော်၄345ပေါ့နော်345သုံးရပါပါချစ်ဆိုတဲ့အတွက်345ရှင်းပရိတ်လေးလုံးဆိုပြီးຢာတာဖြစ်ပါတယ်6နှစ်6ဆိုတဲ့အတွက်3လုံးပေါင်းရှင်းက၄ပရိတ်ခြားပေးသွားတာဖြစ်ပါတယ်ခင်ဗျာထိတ်လေပိတ်ကနန်း3လုံးပေါင်းရှင်း၄ပရိတ်ခြားပေးသွားတာဖြစ်ပါတယ်ပေါ့နော် ရှောင်းနေရှောင်းပြီးတော့နောက်ထပ်၄ချစ်တဲ့၅၉ရှိကိုထပ်ပြီးလေလာကြအောင်၄ချစ်တဲ့၅၉ရှိဒီဒီဒီရှောင်းရှားပြီးတော့လေဟာကိုလေလာကြည့်မယ်ပေါ့နော်၈၉နဲ့၃နဲ့တဲ့၃လုံးပေါင်းမှဖြစ်ပါတယ်ဆိုတော့၈နဲ့၁ပေါင်းတာ၉၉နဲ့၉ပေါင်း၁၈ဆိုတဲ့အတွက်ကြောင့်မို့ခွန်ကိုခွန်၈၉ခွန်နှစ်ရပါပါနှစ်ခွန်၈၉နှစ်တို့တယ်ဖြစ်မယ်ပေါ့နော်သုံးလုံးပေါင်းရှင်ပရိဖြစ်ပါတယ်အဲ့ဒီမှာတတိ6ဆိုတဲ့အတွက်ပေါင်းရှင်ကထိတ်အလေအပိတ်ကနန်းသုံးလုံးပေါင်းရှင်ရှိပရိဖြစ်ပါတယ် ရှိပရိတတိ6ခြာပြီးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်6ကုတော်များ593တိ5တော်များ၄ခြာပြီးသွားတဲ့တပင်ကိုလေ့လာကြအောင်။ဒီကုအလေးထိန်နှလုံးနဲ့ဒီတုံညာနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ကုနဲ့ကုပေါင်းရှင်းဆက်ရှင်းဆိုတဲ့အတွက်ကြောင့်မို့ရှိကုတပွင့်ရောတာခွန်၊ရှိကုတပွင့်တိုးတာကုခွန်ရှိကုခုနှစ်ရပ်ပါပါနှစ်ခွန်ရှိကုနှစ်ပရိပင်ထပ်ပြီးရတယ်ဗနော်။အဲ့ဒီမှာ5တော်များ၄ဆိုတဲ့အတွက်ပေါင်းရှင်းကုပရိခြာပြီးသွားတာဖြစ်ပါတယ်။နောက်ထပ်နှစ်ပင် ထက်ကြုံမယ်ပေါ့နော်နောက်ထပ်နှစ်ပြင်မှာငါတုံများ3ရင်336ရဲ့တုံများလေးတပြင်ကိုလေ့လာကြည့်မယ်ဒီတုံများနဲ့3နဲ့ဒီ3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်33ပေါင်းရှင်း600ရတယ်ပေါ့နော်ဆိုတော့969 9ရဲ့ပါပါတုံည969တုံများပြိလေးလုံးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီမှာဒူချပေးသွားတာကတုံများလေးတည်ဆိုတဲ့အတွက်တုံများရဲ့လေးရဲ့တည်ရဲ့ပေါင်းရှင်၅ပြိတ်ချပေးသွားတာဖြစ်ပါတယ်။၅၆ခွန်တုံများထက်က၅ပြိတ်ဖြစ်တဲ့တုံများလေးတည်ပေါ့နော် နောက်ထပ်နှစ်ပင်မှာ669တုံများ6 66နှင့်ရှားပြီးသွားတဲ့ပင်ကိုလေ့လာကြည့်အောင်။တနည်းအရကျွန်တော်ဒီအလေးထင်ကနန်း6ရဲ့တုံများရဲ့ဒီခွန်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။6ခွန်တုံများပေါင်းချင်း73ပေါ့နော်နှစ်34ဖြစ်မယ်ပေါ့နော်ပြီးရင်နေရပါပါတာ9ဖြစ်ပါတယ်နှစ်34ခွန်ပရိလေးလုံးဖြစ်ပါတယ်အဲ့ဒီမှာ66နှစ်ချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့ထိတ်အလေအပိတ်ကနန်း3လုံးပေါင်းချင်း4ပရိဖြစ်ပါတယ် လေးပရိတ်6 6နှစ်ချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ6 6နှစ်ပြီးတော့6 6 5 6 6 5ပြီးတော့9 6နှစ်ဒီသုံးများလေးလေးချပေးသွားတဲ့တပင်ကိုလေ့လာကြအောင်ဒီ9 6နှစ်ကတော့ကျွန်တော်တို့မွေကနန်းဖြစ်ပါတယ်ဗောနော်မွေကနန်းဒီ16ချိန်မှာချပေးသွားတာဖြစ်ပါတယ်သုံးလုံးပေါင်းချင်းခွန်ဆိုတော့6ခွန်8တဲ့ကနန်းသုံးလုံးပေါင်းချင်းပရိတ်ရတယ်ဗောနော်အဲ့ဒီမှာတုံများလေးလေးဆိုတဲ့အတွက်ကြောင့်မို့ထိတ်လေးပိတ်သုံးလုံးပေါင်းရှင်းရှစ်ပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ် ရှိပရိတော်များလေးလေးနောက်ထပ်နိနိတဲ့ချီလေးတော်ဒီရှိချောင်းတုံးချပြီးတော်တဲ့တပင်ကိုထပ်ပြီးလေးလာကြည့်မယ်ဒီအလေးထိုင်ကနန်းနိနဲ့လေးနဲ့ပေါင်းမယ်ပြီးရင်ဒီအပိတ်ကတင်းနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်စရလေးနဲ့နှစ်ပေါင်းနှစ်နဲ့တစ်ပေါင်း၃၃လေးပေါင်းခွန်ဆိုတဲ့အတွက်၆ခွန်၈၆ရက်ပါပါကတည်ဆိုတဲ့အတွက်၆ခွန်၈တည်ပရိလေးလုံးရမယ်ပေါ့နော်အဲ့ဒီထဲက၈၆၃ဆိုတဲ့အတွက်ကြောင့်မို့ထိတ်အလေအပိတ်ပေါ့နော်၈ထိတ်၆အလေ၃အပိတ် အဲ့ဒီကနန်၃လုံးပေါင်းရှင်းကကျွန်တော်အဲ့ဒီမှာခုနှစ်ပြိခြားပြီးသွားခဲ့တာပါနော်ခုနှစ်ပြိ6 6 3ဖြစ်ပါလေ6 6 3ပြီးတော့နောက်ထပ်ဒီနှစ်ပြင်မှာမြစ်တော်များကိုခုန်ခုန်ကိုပေါ့နော်အဲ့ဒီ900တပင်ခြားပြီးသွားတဲ့ဟာကိုလေ့လာကြည့်မယ်ဒီအလေးထင်ကနန်း၃ညနဲ့ခွန်ရဲ့ကိုယ်နဲ့ထပ်ပေါင်းပါပါနော်၃လုံးပေါင်းရှင်း၁၆ရတာဖြစ်ပါတယ်ဆိုတော့ ကိုတပွင့်ရောင်းတာ9 96 9ရပါပါတုံများ96 3များပြိတ်လေးလုံးဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ9 3များ3များဆိုတဲ့အတွက်ကဏ္ဍ3လုံးပေါင်းရှင်း9ပြိတ်ချပေးသွားတာပေါ့နော်အဲ့ဒီ9 900တပင်မှာခရီးကကျွန်တော်တင်ပေးထားတယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်3 0 0ရှစ်ကိုလေးဒီ963ချပေးသွားတဲ့တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ဒီ9 900ခွန်ရထပ်ပေါ့မယ်ပေါ့နော်ဒါပြိတ်20အဆက်ဖြစ်ပါတယ် 3နှစ်34နှစ်ရပါပါခုနှစ်နှစ်34ခုနှစ်ပြိလေးလုံးရတာဖြစ်ပါတယ်5 63ဆိုတဲ့အတွက်ကြောင့်မို့ကဏ္ဍ3လုံးပေါင်းရှင်းက4ပြိခြားပြီးသွားခဲ့တာပေါ့နော်โอเคနောက်ထပ်ဒီနှပင်ကိုစောင့်နေတာဆိုရင်ရလာပြီဖြစ်ပါလိမ့်ပါเนาะ6ခုရဲ့နိနစ်ခုရဲ့ဆိုတဲ့အတွက်ဒီအလဲထင်းကနန်းချိနဲ့နိနဲ့ပေါင်းမယ်ပြီးရင်ခုနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် ရှင်းနေနေပေါင်း30စက်ခွန်ဆိုတဲ့အတွက်ခွန်ကိုတပွင့်ရတာက6ခွန်ရှိ6ရက်ပါပါတည်ဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့ဒီရှစ်ကြိမ်ပါဆိုရင်ကျွန်တော်ဒီပရိတ်သွင်းရအရာပေါ့နော်6ခွန်ရှိတည်ပရိတ်လေးလုံးဆိုပြီးရတာဖြစ်ပါတယ်โอเคဒီကျွန်တော်ဒီ၄၅၃အနေစတာဖြစ်ပါတယ်ပေါ့နော်ခွန်ရှိ၉နှစ်ထဲက နေပရိလေ nga တော့တေပရိချစ်တဲ့နဲ့၅ပရိကို nga တဲ့ကိုပရိကို nga ခွန်ကိုပရိတော်များ63လေးပရိ6နဲ့6 10ပရိတက်6ကိုပရိ nga တော်များလေးနှစ်ပင်ကျော်မှ9ပရိတော်များလေးတဲ့နှစ်ပင်ကျော်မှ၄ပရိ66နဲ့ပါနော်နှစ်ပင်ကျော်ပေးနေတာဖြစ်ပါတယ်လေးပရိ963တီခုနှစ်ကြိမ်မှာတော့တွင်ဒီအရာ6ခွန်ချစ်တဲ့ဖြစ်ပါတယ်โอเคจินรุติคุณเจ๋งมาตอมยา9ลิติแท้กะดูชาไปตัวดานิดๆติปอเนาะ sorry နင်းနေခွန်ပေါ့နော်နင်းနေခွန်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာထိတ်လေးပိတ်ကဏ္ဍ၃လုံးပေါင်းရှင်းတိပရိတ်ချပေးသွားခဲ့တယ်ပေါ့နော်ပရိတ်တစ်ခုပဲချပေးသွားတယ်ကီးကနှစ်ခုသုံးတာမှတစ်ခုဖောက်သွားခဲ့တယ်ပေါ့နော်အာကီးတစ်ခုဖောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာပရိတ်တာလင်းအောင်မြင်တယ်ပေါ့နော်ငွေတိခုနှစ်ကြိမ်ဖြစ်ပါတယ်ခုနှစ်ကြိမ်မှာတိပရိတ်ပေါ့နော်ဒီချစ်ကြိမ်အတွက်ဖြစ်ပါတယ်ချစ်ကြိမ်မှာကျွန်တော်ပရိတ်လေးလုံးခုနကပြပေးလိုက်တာဖြစ်ပါတယ်ဗောနော် โอเค7เจน7ချိန်ပါဆိုရင်ကျွန်တော်တို့ဒီပရိလေးလုံးအရာပါနော်20အရာဒီမှာ6ခွန်8တိဆိုပြီးရတာဖြစ်ပါတယ်6ခွန်8တိပရိထက်ကပရိတလုံးတစ်ပြေးချပေးသွားမှာဆိုတာဒီကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပါနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ချမ်းသာဆက်ချမ်းသာပြီးတော့ကောင်းကျိုးလိုရင်းစံတော့ပြေဆုံးကြပါစေခင်ဗျာ